သိန်းလေးလေးမှာဒီနေ့တင်ဆက်ပေးတော့မှာတော့ hydroponic nutrient management လို့ခေါ်တဲ့ညီမအာဟာရစိုက်စနစ်ရဲ့ဒီအာဟာရစနစ်ပေါ့နော်စီမံခန့်ခွဲခြင်းလေးကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စိုက်နီးစနစ်တွေအကြောင်းကိုလည်းပထမကပြောပြပြီးသားပြီးဖြစ်ပါတယ်။ဒီဟာလေးကတော့အာဟာရရေစနစ်ကိုစီမံခန့်ခွဲမှုအကြောင်းလေးကိုဆက်ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့စိန်လန်းစီကို TikTok account စိန်လန်းစီရဲ့နောက်ပြီးတော့ YouTube ပေါ့နော်စိန်လန်းစီရဲ့ Facebook မှာဆိုရင်လည်းစိန်လန်းစီ Facebook ရဲ့ Channel သူစိန်လန်းစီ Channel သူဆိုတဲ့ Facebook ရေပေါ့နော်ဒီလေးခုမှာကျွန်တော်တို့ရှိပါတယ်။နောက်ပြီးရင်0616436666မှာလည်းစက်တွေမှာယူမေးမြန်းနိုင်ပါတယ်။ Hydroponic နဲ့ပတ်သက်တာလေးတွေဝေဝင်နိုင်တို့သိရှိလို့ဒီတရားကိုလည်းကျွန်တော်တို့ကိုစက်တွေမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဆိုတော့ဗီဒီယိုလေးကိုဆက်ကြရအောင်။အခုလူကြီးမျိုးမြင်တွေ့နေရတော့ဒါ pH မီတာလေးရယ် TDS EC မီတာလေးရယ်ပေါ့နော်။ဒါကကျွန်တော်တို့အဟာရတွေကိုတိုင်းဝနေရာမှာအဓိကလုပ်မှာပါဆိုတော့ဟိုက်ဒရိုပိုနစ်ဆိုတာဗာလဲအရင်ဆုံးစာလေးတင်နေပြန်ပြရအောင်ကြာ hydroponic ဆိုတာကဒီမြေမဲ့ site တွေစနစ်ပဲအဲတမာရိုးကြမြေကြီးမှာ site တာမဟုတ်ပဲねဘောเนาะဒီ media တစ်ခုခုကိုတုံးပြီးတော့ကျွန်တော်အဟာရရေထည့်ပြီးတော့အဲ့ဒီအဟာရရေထဲမှာ site တွေစနစ်ဖြစ်ပါတယ်သူ့မှာဆိုရင် site နီးစနစ်9နီးရှိပါတယ်အဲ့ဒီနီး9နီးကိုလည်းကျွန်တော် video နဲ့အသေးစိတ်တစ်ခုချင်းဒီရှင်းပြပေးပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube မှာအဲ့ဒီ video လေးကိုတင်ထားပါတယ်ဒီ video လေးက YouTube မှာပဲတင်တာကြောင့် YouTube မှာကြည့်ရှုပေးဖို့မြင့်တက်ရခံပါတယ် တိုင်းနီးစနစ်ခုနှစ်နီးတဲ့ကပေါ့နော်ဘယ်နီးပဲဆက်စားရည်ဒီအဟာရစနစ်ကိုထိန်းချုပ်စီမံဖို့ကတော့ရေးကြီးတဲ့အဖြစ်အပျက်ကြောင့်မလို့ nutrient management လေးကိုဗီဒီယိုတစ်ပုဒ်အနေနဲ့တက်တက်တင်ဆက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေက nutrient နေပျော်ဝင်နေတဲ့အရင်နဲ့ဆိုင်မှာဖြစ်တဲ့ကြောင့်မလို့ nutrient ABC လို့ခေါ်တဲ့ nutrient လိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ nutrient တွေအကြောင်းလည်းနည်းနည်းလေးပြောပြပါမယ်။ nutrient တွေမှာဆိုရင်ဒီ macronutrient လို့ခေါ်တယ်ပေါ့နော်။ အဲ nitrogen phosphorus potassium အများကြီးကြတဲ့ NPK ပေါ့နော်နောက်ပြီးတော့ calcium magnesium sulfur ဘာလို့ပါဝင်လဲဒါကတော့ macronutrient လို့ခေါ်ပါတယ်နောက်ပြီးတော့ micronutrient ဆိုတာရှိပါတယ် micronutrient ဆိုတာ iron magnesium copper boro molybdenum chlorine nickel တို့နောက်ပြီးတော့ sodium တို့ silicon silicon တို့ပေါ့နော်အားလုံးပေါင်း18မျိုးလောက်တော့ရှိပါတယ်အဲအဲ့ဒါတွေကတော့ macro micronutrient ပေါ့နော်အဲ macro နဲ့ micro နဲ့ငယ်ကွာတာကတော့ ပုံမှန် macro nutrient တွေကတော့အပြင်အတွက်မရှိမဖြစ်ကျွန်တော် AB solution တွေမှာပါရမယ်ဒီ micro nutrient တွေကတော့အဲအနည်းငယ်ပါ all လောက်ဆိုရင်လုံလောက်ပါတယ်အဓိကကတော့အဲ့ဒါကြောင့်မို့ NPK ဖြစ်တယ် NPK ရဲ့နောက်ပြီးတော့ primary nutrient ဖြစ်တယ်ဒီ NPK ရဲ့အဲဒီ macro nutrient ဖြစ်တယ်ဒီဟိုပေါ့ဒီ6မျိုးကတော့မဖြစ်မနေဒီ ABC တွေမှာပါအောင်ပါရပါတယ်အဲ့ဒါကြောင့်မို့လို့ ABC ရွေးရွေးချဲတဲ့အခါမှာဒါတွေပါ ီကျွန်တော်တို့ပုံမှာ macro unity ကနေပါဝင်တဲ့ abc ရဲ့တွေကိုအဓိကဥစားပေးဝယ်ရပါမယ်ဒီမှာဆိုရင်ကျွန်တော် solution a ထဲမှာနဲ့ b ထဲမှာဘာကွာလဲဆိုတာ6လောက်တွေ့ပြပေးပါမယ် a ထဲမှာဆိုရင်ကျွန်တော် calcium nitrate ပါမယ်ပေါ့နော် calcium nitrate ပါမယ် potassium nitrate ပါမယ် magnesium nitrate ပေါ့နော်အဲ့ဒါတွေကအကြမ်းရင်းပါတယ်အော် B ထဲမှာဆိုရေးဒီဘွန်နိုပိုတက်ဆီယမ်ဖော့စဖရိတ်ပဲเนาะအဲ့ဒါပါမယ်မက်ဂနီရှီယမ်ဆာစဖိတ်တို့အဲနောက်ပြီးတော့ တို့ပြောမှာ micro ဟိုပါ micro nutrient အလေးတွေပါတယ်ပေါ့နော်အဲ့အရာမျိုးသူကနှစ်ထုပ်ခွဲထားလိုက်တာခွဲထားလိုက်ပြီးတော့ကျွန်တော်တို့က A တက်တက် B တက်တက်ဖြောရတယ်ဖြောပုံဖြောဒီ video လည်းကျွန်တော်တို့ပထမ video ထဲမှာတော့ပါတယ်ပေါ့နော်အဲ့ဖြောထားတဲ့ video A A နဲ့ B နဲ့ကိုရောလိုက်ပြီးဆိုရင်ဒါကျွန်တော်တို့ဒီအဟာရရေကိုရပြီပေါ့နော်အဲ့တော့ဒီနှစ်ခုတက်မတူခင်မှာတော့ကျွန်တော် A တက်တက် B တက်တက်ကိုတော့ခွဲပြီးတော့ကျွန်တော်တို့ကထားရတဲ့သဘာဝရှိရဲ့အဲ့တော့အဲ့အကြောင်းမို့လို့ A ရယ် B ရယ်ဆိုပြီးတော့လေးရေက နှစ်မျိုးဒီလိုအထုံနဲ့ပေါ့နော်အထုံကနှစ်မျိုးဖြစ်လာတာ A ထုံ B ထုံဆိုပြီးဖြစ်လာတာပါအဲကျွန်တော်တို့ရှိမှာဆိုရင် beginner set လည်းရှိတယ်လို့ဒီ commercial use လည်းရှိပါတယ်ခုနောက်ပိုင်းကတော့ commercial use ပဲရောင်းမိပါတယ်တထုပ်ဒီ leader ဖြောသားပေါ့ leader ဖြောသားစေးပြည့်ရေကို2000ကျပ်ပါသူကရေအစတရားဝင်ကျင်တော့ထိပြန်ရပါတယ်အဲနောက်ကျရင်ကျွန်တော်နောက်မှာ pH တဲ့ဒီ DDA issue ပြောရင်းနဲ့ကျွန်တော်ဆက်ပြောပေးပါမယ်ဒါကတော့ pH scale လို့ခေါ်ပါတယ် pH level ပေါ့နော် pH level က ကျွန်တော်ရေဆိုရင်အဲ၃ညနဲ့၁၄ရှိလို့မြေမှာလည်း၃ညနဲ့၁၄ပါပဲချင်ငံဂိမ်းပေါ့နော်အဲချင်ငံဂိမ်းက၃ညနဲ့၁၄ရှိတယ်ဘယ်ဘက်ချမ်းပေါ့နော်အဲဒီခုနှစ်ဆိုတာကတော့ neutral ဖြစ်နေတဲ့အချိန်အားလုံးကဓာတ်ပြင်းနေတဲ့အချိန်ကိုပြောကြပါတယ်အဲကျွန်တော်တို့ကပြောလို့ရပါတယ်ဒီကျွန်တော်တို့တောက်နေတဲ့ရေတွေဆိုရင် pH 7ဆိုဓာတ်ပြင်းနေတဲ့ရေတွေကိုကျွန်တော်တို့တောက်ကြပါတယ်ဒါပေမဲ့ရေတိုင်းကတော့ pH 7နည်းနည်းအထက်အောက်ရှိရလေတော့ရှိတတ်ပါတယ်ဆိုတော့ဗျာ ျွန်တော်တို့7အောက်ကိုရောက်သွားပြီဆိုရင်ဒါ acidity ပေါ့နော် acidity ဖြစ်တယ်ခြင်တဲ့ဘက်ကိုစသွားလာပါပြီဒီခုနှစ်ရဲ့ကြော်တဲ့ဘက်ကိုသွားရင် air line လို့ခေါ်တဲ့ငန်တဲ့ဘက်ကိုစသွားလာပါပြီအဲ့တော့ဒီခြင်ကိန်းငန်ကိန်းကိုအခုဆိုရင်သိပြီလို့ထင်ပါတယ်အဲ့တော့ခြင်ကိန်းငန်ကိန်းကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်ချက်ပြောပြပေးပါမယ်ဒီချင်းငံကိန်းနေရအပင်နေပေါ်မှာကြတော့ဘလို့ effect ဖြစ်လဲဆိုချင်းငံကိန်းနေဒီအပင်နေရပေါ့နော်ပုံမှန်အဖြစ်ကအပင်နေက ဒီ5.5ကအနေပြီးတော့ဗောနော်5.5က7.5လောက်အထိဟိုအပင်တွေကအဲရှင်တန်းပေါက်ဖွားနေကြပါတယ်ဒီနေရာမှာသုံးလုံးလေးပြန်ပြောင်းတွန်းရရင်တော့ရှင်တန်းပေါက်ဖွားတယ်ဆိုတာထက်ကြိုက်နှစ်တက်တယ်လို့ပြောရမှာဗျအဲသူတို့ကဟို5.5ကနေ7.5ကြားမှာဆိုရင်ကျွန်တော်တို့အပင်တွေကအဟားဆုပ်မှုနှုံးနေရကွာတယ်ဗောနော်အဲ့တော့ချင်းငံကိရအရန်အရေးကြီးရချင်းငံကိန်းကဒီရှိတင်ရှိတိုက်တဲ့နေသားဗောနော်အပင်တပင်နဲ့တပင်ကတော့မတူဘူး ဲဈားတွေမှာမရှိဘူးဆိုရင်ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့အဲအဟာရဓာတ်တွေကိုတချို့အဟာရဓာတ်တွေကိုအပင်တွေမှာလှုပ်နိုင်တာမရှိဘူးပေါ့နော်အဲလှုပ်နိုင်တာမရှိရမျိုးဖြစ်တတ်တယ်မြေကြီးထဲမှာဆိုရင်ညီချင်းခံကိန်းနေဆိုရင်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒီခါကျတော့ကျွန်တော်မြေတွေကိုမှအစားပေါက်တဲ့မြေတို့အချင်းနေတဲ့မြေတို့ငံနေစားတွေအဲ့လိုမျိုးဖြစ်ကြတယ်ပေါ့အဲ့လိုမြေတွေပြင်ကြတာမျိုးလုပ်ကြတယ်ဒီမှာကျွန်တော်တို့ကမြေကြီးနဲ့မဆိုင်ပဲရေနဲ့ဆိုင်မှဖြစ်တဲ့ကြောင့်မလို့ရေရဲ့ချင်းငံကိန်းကိုကျွန်တော်တို့ကဂယုဆိုင်ပေးဖို့လို့တို့အဲတေချာလေးအဲကိုဆိုင်မဲ့အပင်ရဲ့ ခြေခံကိန်းကိုလည်းတည်အောင်လုပ်ထားတဲ့နေ515နဲ့715ဂျာမှာဆိုရင်အပြင်တော်တော်များများကတော့ site လို့တော့အလုပ်ဖြစ်တယ်အဲ့ဒီမဲ့အဲ့အာတွေထက်ကြောလွန်သွားပြီးအရန်ချင်လွန်သွားပြီးအရန်ငန်လွန်သွားပြီးဆိုရင်အားဆုံငုံငုံနေရောကြလာတဲ့အတွက်ကြောင့်မို့လို့အပင်တွေဟာ nutrient deficiency ဖြစ်လာမှာပေါ့နော်အာဟာရချို့တဲ့မှုတွေဖြစ်လာမယ်တချို့နေရာတွေမှာချို့အာဟာရတွေမဆုပ်နိုင်တော့ဘူးဖြစ်လာမယ်အဲ့ဒီခါအပင်က ဲကြီးထွားတင်းလောက်မကြီးထားတာပိန်လီတာမျိုးတွေအပင်နောက်နောက်ဆုံးသေသွားတဲ့အခြေအောင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ pH ကစိုက်ပျိုးရေးမှာဆိုရင်အရေးကြီးတယ်မြေကြီးနဲ့ပဲဖြစ်ဖြစ် hydroponic မှာပဲဖြစ်ဖြစ်ပေါ့နော် hydroponic မှာရေနဲ့စိုက်မှာဖြစ်လို့ကြောင့်မရေရဲ့ pH ကကျွန်တော်တို့သိဖို့လိုတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီမှာအချမ်းပြေဆိုရင်မိုးရေတို့ဒီမိုးရေဒီ pH ဝင်းကျင်လောက်ရှိတယ်ကျွန်တော်ရန်ကုန်မှာဆိုရင်ဂျိုဒူပိုင်လန်ကရေဒီ pH 7.4အဲချူအလေးလေးတော့8အဲအဲ့လောက်ဝင်းကျင်လောက်ရှိရဲ့တချို့ ျွန်တော်တောက်သုံးရင်လည်းရေတန်းနေဆိုရင်လည်းရေ7ဝန်းကျင်ပေါ့နော်အချို့က6.5လောက်ချို့က7လောက်ချို့က7.5လောက်အဲအဲ့လားမျိုးလေးတွေပေါ့နော်တောက်ရေတန်းလေးတွေလည်းရှိတယ်အာဒါတော့ဆိုရင်ဒါရေရဲ့ pH ကိုတိပြီးချင်းတယ် pH ကအပင်ရဲ့အာဟာရစုပ်ယူမှုနှုန်းကို effective ဖြစ်တယ်အဲ့ဒါကြောင့်မလို့ pH ကအရေးပါတယ်အဲ့တော့ pH ရှိရမယ့် rate တွေကိုလည်းကျွန်တော်နောက်ဆုံးမှပြောပြပေးမယ်ကျွန်တော် pH ကိုပေါ့နော်ဒီဘက်ကအဝါလေး pH meter လေးနဲ့တိုင်းတယ်တိုင်းပြီးတော့ပေါ့နော်ဥမာကျွန်တော်တို့ရဲ့ size map ပြန်6.5လောက်လုပ်မယ်ဆိုတော့ pH ကို down နေတယ် ။ဒါဝင်ရင်လည်းဆိုရင်ကျွန်တော် pH down လို့ခေါ်တဲ့ဟာအောင် solution တွေဝယ်သုံးလို့ရတယ်။စီးပွားရေးတုံးမယ်ဆိုရင် pH ကို up ချင်တယ်ပေါ့နော်။ကျွန်တော် alkaline condition ငန်းချင်တယ်ဆိုရင်အဲကျွန်တော် pH up လေးကိုဝယ်ပြီးထည့်လို့ရတယ်။အဲ့ဒါတွေမရှိဘူးဆိုရင်တော့ဗောနော်အဲချင်းချင်းနေဆိုရင်တော့ကျွန်တော်တို့အော်ဖနီကာထည့်လို့ရတယ်ချိုအက်ဆစ်တွေဗောဆာလက်တီဗ်အက်ဆစ်တွေဗောတော့အက်ဆစ်ပျော်လေးထည့်လို့ရတယ်ဒီငန်းချင်းနေဆိုရင်တော့ကျွန်တော် breaking ဆိုတာတို့ဗောအဲ့လိုမျိုးဗောငန်းတဲ့အရာတွေထည့်လို့ရတယ်ဗောနော် ါတွေကတော့အဲချင်းချင်းငံချင်းတွေကိုကျွန်တော်တို့ adjust လုပ်မယ် pH app တို့ pH down တို့ပေါ့နော်အဲ့ဒါတွေကများများဆိုင်မယ်ဆိုရင်ဝယ်ထားတင်တယ်ကျွန်တော်ရေတန်းနဲ့ဆိုင်မယ်ဆိုရင်လည်းအာဂျိုးစုရေတို့ pH 7.5နဲ့ဆိုက်လို့ရလားဆိုရင်ရတော့ရတယ်မတိမနေ pH ကိုချိန်မယ်ကွာအများလည်းထွက်တိုးကျင်လဲဆို pH up down နေတော့ဝယ်ရမယ်။ကျွန်တော်ကြီးမှာလောလောဆယ် up down နေတော့မရသေးဘူး။နောက်ပိုင်းတော့ up down နေပဲရောင်းမေးဖို့တော့ရှိတယ်။ကျွန်တော်ပြောလို့ဒီအိမ်နှင်းအိမ်နှင်းတော့ဆို down ကျင်လဲဆိုရင်ဒီ vinegar သုံးမယ်။တက်ကျင်လဲဆိုရင် အဲ breaking ဆိုတာဘောတော့မဖို့ဆိုတာမဟုတ်လေတုံးလို့ရတယ်အဲအဲ့လိုမျိုးလေးနဲ့လုံးလို့ရတယ်နော်နောက်တစ်ခုကဒီမှာ TDS EC meter လို့ခေါ်တယ်ဗောနော် EC ဆိုတာကတော့ဒီ electric conductivity TDS ဆိုတာက total dissolved solvent ကိုဆိုလိုတယ်ဗောအဓိကကကျွန်တော် EC ဆိုတာကဒီဗောနော် nutrient ရဲ့ conductivity electricity ဗောနော်ဒီ EC ဗော EC ရဲ့ပါဝင်နေတဲ့ nutrient ဗောနော်ပျော်ဝင်မှုနှုန်းကိုတိုင်းဖို့အတွက်ကိုကျွန်တော် EC ဗောနော် EC နဲ့တိုင်းတယ် အဲသူ့ရဲ့ unit ကတော့ကျွန်တော်တို့ကကြတော့ဒီမှာပါကျွန်တော်ဆက်မှာပါတာကတော့ဒီ micro siemens ပါ unit ပေါ့နော် US centimeter ဆိုတဲ့ဟာလေးကျွန်တော်ရှင်မှာတော့ပါတယ်ကျွန်တော်ဒီဆက်ကပေါ့နော်အဲအဲ့ဆက်လေးလည်းဝယ်ရရှိနိုင်တယ်အဲ့ဆက်လေးကကြတော့ US centimeter ပါလေးနဲ့ဒီ EC unit ကိုတိုင်းတယ်အဲနောက်တစ်ခုပေါ့ TDS ဆိုတာ total dissolved solid လို့ခေါ်တယ်ပျော်ဝင်နေတဲ့အဆိုင်ခဲအရေးပေါ့အဆိုင်ခဲတွေပေါ့နော်ဥမာဒီအဟာရကြီးဖြောထည့်ထားတဲ့အဆိုင်ခဲတွေရဲ့ဒီ TDS ကိုလည်းကျွန်တော်တို့က ီຢာလေးတိုင်းတာပေါ့သူ့ရဲ့အာလို PPM ပေါ့ PPM လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတစ်ချက်ပြောပြချင်တာပေါ့နော်အဲကျွန်တော်တို့တောက်သုံးရည်ဒီမှာဆိုရင်အဲရှိတင်ရှိတတ်တဲ့ rate လေးတော့ရှိရပေါ့ TDS ကဘယ်လောက်ရှိရမယ် ECR ဘယ်လောက်ရှိရမယ်ပေါ့အဲ့လိုမျိုးတွေရှိအဲဒီမှာသူပြောကြတာအရာဆိုရင်ကျွန်တော်တို့အာပေါ့ micro cvm ပါ unit နဲ့ဆိုရင် US နေတော့ဟိုပါပေါ့ centimeter ပေါ့နော်အဲ့ဒါလေးနဲ့ဒီ PPM နဲ့ကတော့နှစ်ဆလောက်กว่าတယ်ပေါ့ တို့လိုတာကလေ TDS ကဥပမာ TDS ကပေါ့နော်အဲ၄ဟိုပေါ့900 BPM ရှိရဲဆိုရင်အဲ EC က1000ပေါ့နော်1000မှာဖြစ်သွားမယ်အဲ1000ဒီ US US centimeter ဖြစ်နေမယ်အဲအဲ့လိုမျိုးပေါ့နော်သူကအဲ့လိုဆက်ဆက်နေတယ်တစ်ခါလေကြရင်တော့ဥပမာညီမနေတာမျိုးလည်းရှိနိုင်တယ်ဘယ်လိုပြောမလဲအဲ TDS ကအရင်မြင်နေတယ်အာ PPM ကကြတော့ပုံမှန်နည်းနေပေါ့နော်ဟိုပေါ့ဆိုလိုတာဗျာဒီမှာ PPM က 900ဖြစ်နေချိန်မှာ TDS က1000မဖြစ်ပဲနဲ့2000ဖြစ်နေရတော့1500ဖြစ်နေရတော့အဲ့အရာမျိုးဆိုဘာကြောင့်လဲဆိုမိမိရဲ့စိုက်မဲ့ရေရဲ့အထဲမှာပါဝင်နေတဲ့သူကတိုးတဲ့သလော့ဆော်လေးလို့ခေါ်ကြရသူ့ထဲမှာဟိုမှာအမုံနေကြတယ်ဆိုတော့အဲ့ဒီအမုံရေတော့ကိုလည်းသူရှိမှာပဲနောက်ပြီးရင်ချို့ထုံချို့ရေတွေဆိုထုံးတက်ပါတယ်ဗောနော်အဲ့လိုထုံးတက်ပါနေရေတွေဆိုလဲအဲ့ထုံးတက်ပါတဲ့ရေတွေအတွက်လည်းရှိရဆိုတော့အဲ့မှာဒီ solvent ပျော်ရေ solid တွေပျော်နေရတဲ့ဟာကကြတော့ နှဆနဲ့ဖြစ်မနေပဲနဲ့အဲ့လိုကွဲနေရမျိုးဖြစ်တတ်တယ်ဒါမျိုးပြဿနာတွေကျွန်တော်တို့ကြုံတွေ့ခဲ့ဘူးလေအဲထုံဖြစ်နေတဲ့အကြီးထုံတက်ပါနေတဲ့ခြေနဲ့ဆိုက်တဲ့အခါမှာဘလုံးမအဲ့လိုဖြစ်လို့မရဘူးပေါ့နော်အဲတွက်လို့မရဘူးအဓိက PPM မှာက900ဖြစ်နေတော့လေ TDS မှာကျတော့ထောင်မဖြစ်ပဲနဲ့အများကြီးဖြစ်နေအဲ့တော့ကျွန်တော်တို့အဲ့အရာလေးကိုရှင်းဖို့ဆိုရင်အရင်ဆုံးမလုပ်ရမလဲဆိုတော့ဒီစက်ကိုအရင်ဆုံးဖွင့်ပြရတဲ့အရင်ဆုံးရေကိုအရင်တိုင်းပါနော် TDS ကဘယ်လောက်ရှိတယ် PPM ကဘယ်လောက်ရှိတယ်အဲ့လိုတိုင်းကြည့် အဲတိုင်းကြီးတဲ့ခါကျတော့မှ ECR ဘယ်လောက်ရှိရဲ့ PPN ကဟိုဒီရဘယ်လောက်ရှိတဲ့တိုင်းကြီးတဲ့ခါကျတော့ကျွန်တော်ခုနကပြောနှစ်ဆလောက်กว่าနေရဲ့နည်းနည်းလေးกว่าလေပြန်လာမရှိဘူးတခြားကနန်းလောက်กว่าဆိုတက်ခံလို့ရတာအရန်กว่าတဲ့အနေထားမဟုတ်အဲအဲ့ဒါဆိုရင်ဒါအားရေမှာအဆင်ပြေတယ်ပေါ့သူကျတော့အဲ့လိုရန်กว่าရဲ့ဆိုရင်အားရေကဟိုမထုံးတဲ့တွေပါနေအနေတွေပါနေရဲ့ဆိုရင်ဖြစ်တင်လည်းရှိရမယ်ဖစ်တာနဲ့ဖြစ်တင်ရှိရမယ်အဲရေကိုနည်းနည်းဥမာရုပ်စာဆောင်ဗျာ ဟိုတွင်းရီတွေကပြဿနာကတ္တများတယ်။တွင်းရီတက်တာများဆိုဥမာမိုးရီတုံးမယ်ကြာရန်ကုန်မှာဆိုဂျိုးစုရီတုံးမယ်စသည်ဖြစ်ပါအဲ့လိုမျိုးတွေရောစဉ်းစားရမယ်ပေါ့နော်။အဲ့တော့စဉ်းစားရမယ်ဆိုတော့ကျွန်တော်တို့အခုဟိုမြူဖီယန်တွေကများတာနည်းတာတွေပေါ့ဘူးဒီပြီးတော့ကျွန်တော်တို့ကလည်းအကျက်ဆုပ်ဖို့လုပ်တယ်။များတာနည်းတာဘယ်လိုသိမလဲပေါ့။လို့သိမလဲဆိုကျွန်တော်ဥမာမြူဖီယန်များသွားရဲဆိုရင်အရွယ်လေးတွေလောင်နာလေးရှိအဖျားလေးအနည်းသွားရင်လည်းဟိုအပြင်ကြီးထွားတဲ့တော့မကြီးထွားဘူးပေါ့နော်။အဲ့လိုနဲတာများတာလေအချက်ဘယ်လိုလုပ်မလဲဆိုရင်ရှင်းရှင်းလေးရမ်းလဲလွယ်တယ်ဥပမာများတယ်လို့ထင်ရေးထက် နည်းတယ်လို့ထင်ဟားရီထက်ထဲတဲ့ခါမှာလေ A လာလို့ B လာလို့ဥမာ A က 9mm ထဲဆို B က 9mm ထဲရဒါကတော့ပုံမှန်လိုက်နေကြလို့လည်းသိရမယ့်အချက်ပေါ့နော်အဲဒီလောက်ဆိုရင်ကျွန်တော်တို့အာ EC DPH TDS ပေါ့နော်အဲ့ဒါကြီးသိပြီလို့ထင်တယ်ဒီကတော့ DDS တန် DEC မှာတော့နည်းနည်းလေးတော့ရှုပ်တယ်လို့လောက်ခံတာဒါပေမဲ့အရင်မရှုပ်ဘူးကျွန်တော်အခုနောက်ပြမယ်အပြင်လေးရဲ့ unit တွေကိုကြာပြီးသွားပြီဆိုရင်တော်တော်လေးရှင်းသွားလိမ့်မယ်။ဒီညာလေးကိုနားလည်လားမသိနားမလည်တေချာလေးပြန်နားထောင်။အော်အခုနောက်တစ်ခုဆက်ပဲပေါ့နော်။ ုကကျွန်တော်ဒီမှာဆက်လက်ပေါ့နော်ကျွန်တော်အာကျွန်တော်ခေါ်တဲ့ဆက်လက်ရွက်ကိုကျွန်တော်စိုက်တဲ့အခါလိုအပ်ချက်လေးကိုကျွန်တော်ဒီမှာ requirement လေးကိုကျွန်တော် chat gpt တို့ဘာလို့မှလည်းအလိုတူမေးလို့ရတယ်ပေါ့နော်အဲ့မှာ green state မဂရိတ်စိတ်မှာဆို seed state ရှိရယ် vegetative state ရှိရယ် mature state ရှိရယ်အဲ့လေးချက်နည်းနည်းပြောပြမယ် green state ဆိုတာကကြတော့ဆိုတော့ seed state ပေါ့နော်ဟော seed state ဆိုတာကကြတော့အစိအဲအစိပေါ့နော်အစိကအညောက်ဖောက်တဲ့အဆင့်ကိုပြောတာအဲ vegetative state ဆိုတာကကြတော့အဲအပြင်အရွယ်လေးလေးရောက်လာပြီး ပင်ကြီးအခိုင်းခက်အရွက်တော်တင်းရောက်လာပြီပေါ့နော်မက်ချူအားဆိုတာကျွန်တော်တို့စားဖို့တောက်ဖို့အဲဒီအဲစားလို့တောက်လို့ရအရွယ်ရောက်လာတဲ့အဆင့်ပေါ့နော်အဲ့ဒါကိုဆိုတယ်အဲ့ဒီအဆင့်34ကိုတစ်ချက်နားလိုက်ပြီးလို့ထင်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာတက်ပြရမယ်ဗျာဒီပင်ကခုနပြောတဲ့ကျွန်တော်တို့က pH level မှာဘယ်လောက်ရှိရမလဲဆိုတာလေးကိုအဲ့ဒါလေးကိုဒီမှာအောက်မှာပေါ့ကြည့်လိုက်အာ5.5နဲ့6.5ပေါ့နော်အဲဒါအပင်ရဲ့ဒီအဟားဆုပ်ယူမှုနှုန်းကောင်းတဲ့ဟာပေါ့ဆက်လက်ရွက်ကဒူးတဲ့ဒီ5.5နဲ့6.5ချာမှာကြိုက်တယ်ပေါ့ဗျာအာ nutrient ဆုပ်ယူမှုနှုန်းကောင်းတယ်အဲ အဲ့ဆိုကျွန်တော်တို့က pH ဟိုမီတာလေးနဲ့ရေကိုအဲချိန်ငယ်ကိုပြန်ရင်လို့ညှိမယ် fiber fiber ရှပ်ပွားကြီးဂျားလောက်ကိုတက်နိုင်များညှိမယ်ပေါ့နော်အဲညှိပြီးရင်ကျွန်တော်တို့ဒီမှာ EC ပေါ့နော် EC ကကြတော့ပုံမှန်အရှိအဆင့်မှာဆိုရင်ကျွန်တော်900နဲ့800ကြာဖြစ်ရမယ်900နဲ့800ကြာဖြစ်ရမယ်နောက်ပြီးတော့ဒီမှာ TDS ကကြတော့180နဲ့400ကြာ ppm ရှိရမယ်အဲ vegetative state မှာဆို1000နဲ့1400 US cm ဖြစ်ကမယ်အဲ TDS ကကြတော့900နဲ့900ဖြစ်ရဒီမှာတော့နှဆနှဆလေးပြရတယ်တို့လား အဲပုံမှန်ဆိုတော့အဲ့လိုဖြစ်ကြမှာပေါ့နော်ဒါခုနကျွန်တော်ပြောတဲ့ထုံးနေပါရဲ့ပါနေဆိုရင်နည်းနည်းအမှုံနေပါရဲ့กว่าနေဒါမှအနည်းငယ်ကွဲပြားနိုင်တယ်အနောက်ဆုံးအပင်ရွယ်ရောက်တဲ့ချိန်ကြားရဲ့1900နဲ့1600ကြားဟိုဟာ US cm EC ပြရမယ်အဲ PBN ကကြတော့600 800ဖြစ်ရမယ်အဲဒါမျိုးပေါ့နော်ဒါမျိုးလေးတစ်ချက်တွက်ကြမယ်ဟုတ်ပြီနောက်ပြီးတော့ကျွန်တော်တို့အဲတော့အောက်မှာကတော့ key ဟိုဟာလေးပြတာတော့ခုန pH ကိုပြရတယ်အောက်မှာကတော့ water temperature အဲ18က20ဖြစ်ရမယ်ဒါတွေကတော့အဲ့လောက်ကြီး trade လို့မလို့ဘူးဗျာ အာအလင်းရောက်အတင်းတင်းရပြီးတော့ကျွန်တော်တို့ဟိုအေးတဲ့နေရာလေးမှာစိုက်ထားပါတော့နေဘူးတဲ့သွားစိုက်လို့မရအောင်အဲ့ဒါမျိုးလေးစိုက်တယ်ဆိုရင်အဆင်ပြေတယ်။ဥပမာအမြစ်တရားပေါင်းလာလို့ရင်းနှီးနဲ့ပြုတ်လို့ဖြစ်သွားမှာ။အဓိကကတော့အဲ့ဒီဒီအပင်တာမန်စိုက်တဲ့ပေါ့လူတိုင်းဆိုရင်တိပါတယ်နေဘူးထဲမှာသွားထိုင်ပင်နေညွှန်းနှမ်းသွားမယ်ဘာညာဒါကတော့အလင်းရောက်တင်းတင်းရပြီးတော့လေဝေလေထက်ကောင်းတဲ့နေရာမျိုးလေးမှာစိုက်။ဒါကတော့စိုက်တဲ့လူတိုင်းတိပါတယ်။အဓိကကတော့အဲ့ဒီ nutrient ကြီးချက်လေးတွေကိုတော့ မမရှာလို့ရလဲဆိုရင်အဲ chat gpt တို့ပါမှာကိုဆိုင်မဲ့အပင်အင်္ဂလိပ်လိုလေးလို keyword လေးတီးရအောင်မေးလိုက်တာနဲ့သူတို့ပြန်ဖြေပေးပါတယ်အရန်လွယ်ပါတယ်အခုခေတ်ကဒီပညာခေတ်ဖြစ်တည်တော့ကဲနောက်တစ်ပင်ဆက်မယ် scale ပေါ့နော် scale ဆိုတာတော့ကျွန်တော်ခေါ်နေပါကောမုံငင်းလို့ခေါ်ပါပါเนาะအဲ season state မှာဆိုရင်100 1000အဲ ec ရှိရမယ် dds က400 500ရှိရမယ် pg state မှာဆိုရင်1000နဲ့1600ရှိရမယ် ppn ကကြတော့600ရှိရရှိရမယ်1600 2000ရှိရမယ်ဒီဘက်မှာဆို100 1000ပြန်ရှိရမယ် အလဲရလေကျွန်တော် EC ဟိုဟာ mm second centimeter အဲ့ဒါဘာလို့မပြောလဲဆိုတော့ကျွန်တော်ဆက်မှာကျတော့အဲ့အလဲဟာမပါဘူးအဲ့ unit မဟုတ်အဲ့ unit မဟုတ်တဲ့အကြောင်းမလို့ကျွန်တော်တို့က US centimeter ကိုတုံးတဲ့အကြောင်းမလို့ US centimeter unit နဲ့ TDS အကြောင်းကိုပြောပါလားအခုတော့မတော်ဝယ်ထားတဲ့ဆက်ကအလဲရ unit နဲ့ဆိုရင်အလဲရ unit နဲ့ဟာတက်ပေါ့နော်အကယ်သူတို့ကိုလည်းချက်ချီဒီဘာတို့ကိုလည်းကိုလိုချင်တဲ့ဟာတောင်းလိုက်လို့ရတယ်ကိုရှိမှာပါတယ် unit နဲ့ပေါ့တည်တင်းဗဂျီဒီဒီ major state ပေါ့နော်အဲ့ဒါရှင်တုံးတဲ့ပုံဒီအဟာရတွေပေးလို့ရတယ် ဲနောက်ပြီးဒီမှာ pH level ပေါ့နော်70 level ပိုင်းရာကြိုက်တယ်အရေ temperature နောက်ပြီးတော့ဒီမှာ kelvin ကနီးတဲ့တန်းသူ14 hour တနေ့ကိုအလင်းရောင်က10နိုင်ရ14နိုင်လောက်လိုတယ်ပေါ့နော်ပြီးရင်လည်းသူက allow n14 ဒီအရွက်တွေကထွက်လာရတဲ့အတွက်ကြောင့်မလို့ပေါ့နော်တစ်ခုနဲ့တစ်ခုကြာအောင်9လမှ10လမလောက်ကြီးချားပေးထားပေါ့အဲ့ဒါမှလည်းအရွက်တွေထွက်လာတစ်ခုနဲ့တစ်ခုအရန်ကတ်မနေပါဘောနော်အဲအဲ့လိုမျိုးချဲဆိုင်ပွေးဖို့အဲ့ဒါကိုရေးထားပေးတာနောက်တစ်ခုကတော့ကျွန်တော်ထိုင်ဝင်ကစုံလို့ခေါ်မှာကစုံပေါ့နော် water spinning ဆိုခေါ်တယ်အဲ့ကောင်လေးဆိုင်မယ်ဆိုလည်းလိုပဲ stadium vegetative state ပေါ့နော်ဒါကတူလိုအပ်တယ် အဲ ETPBN ဒါမျိုးလေးတွေကကျွန်တော်တို့အကုန်လုံးကြကျွန်တော်ပြောပြဖို့မလွယ်ဘူးဒါပေမဲ့ ChatGPT မှာအလွယ်တကူမေးလိုက်တာနဲ့ရနိုင်တယ်ပေါ့နော်အဲလင်းရအောင်ဘယ်လောက်ရရမလဲ harvest time ဆိုရင် तू က3 3ရက်ကနေ4ပတ်လောက်ဆိုရင်လိုက်လို့ရပြီပြီးရင် तू က second row ကနေပြီးတော့ထပ်ပြီးတော့လည်းကြီးတယ်ပေါ့နော်အဲထပ်ပြီးတော့ဟွာထက်တယ်ပေါ့ထပ်ပြီးပေါက်တဲ့အတွက်ကြောင့်မလုပ်လို့ရတယ်အဲ့လိုမျိုးလေးလိုက်လို့ရတယ်အဲနောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကဒါ green master သွားမုံညင်းမုံညင်းစိမ့်ပေါ့မုံညင်းစိမ့်ပြီးမုံညင်းတုတ်လို့ခေါ်တာပေါ့အဲ့လိုမျိုးလေးလည်းအဲ့လိုမျိုးလိုက်လို့ရတဲ့ဟာလေးဒီမှာ ပြောပြပေးထားတယ်အဓိကတော့ဟိုအဲဘယ်လိုပြောမလဲဒီမှာဆို25 35ရယ်လေ transfer after transfer ဆိုတာဒီပြောင်းပြီးရတောင်းဆိုင်ပြီးရねဒီ25ရယ်နဲ့3ရ35ရယ်လောက်ဆိုရင်တဲ့အဆိုင်လို့ရပြီဘောနော်အော်ဆားလို့ရပြီဘောနော်အဲလိုမျိုးအဲဒီလိုမျိုးအပင်တွေကိုဆိုက်တဲ့ခါကျတော့လေအားလုံးကတော့ perfect อยู่တော့กว่าไซต์ไดน์တော့ဟိုအောင်မြင်နေမှာတော့မဟုတ်ဘူးတွင်လင်းပြောတာဒီစနစ်ကနီးပညာပိုင်းကျွမ်းကျင်မှုလို့ဆိုကြောင်မလို့ကိုကိုယ်တိုင်ဆိုက်ရမယ်ဆိုက်ရင်းပြိုးရင်းနဲ့မှာပဲ ဟိုအောင်မြင်မှုတွေရလာမှာအဲ့တော့ဆွဲမလျှော့ပါနဲ့အစိုက်ကြည့်ပါသိကျင်တာရှိရင်ကျွန်တော်မေးလို့ရပါတယ်အဲ nutrient management နည်းနည်းလေးတော့ခက်တယ်တယ်တော့ပါတယ်အဲ့ဒါလေးနိုင်သွားပြီဆိုရင်ဆရာကြီးပါပဲဆရာကြီးပါပဲဆိုတာတက်ဟိုဘယ်လိုပြောမလဲစိုက်နိုင်သွားပြီပေါ့ဗျာဒီခဏကအောင်မြင်အောင်စိုက်နိုင်ပြီလို့ပြောလို့ရနောက်တစ်ခုကတော့ဒီဒါကတော့ဟောပေါ့ failure rate တွေ failure rate တွေမှာဒီကျွန်တော် happen လို့ခေါ်မခွာတွေခေါ်ပါပေါ့ကျွန်တော်အာဒါကပါခေါ်လဲဘေးတဲ့ဆိုတာပင်စိမ့်ပေါ့ပင်စိမ့်လို့နန်းနန်းလို့နောက်ပြီးတော့ဒီဟွာလို့ဟာအဲရှမ်းနန်းနန်းလို့ပါလို့ကလားနန်းနန်းစသည်ဖြစ်ပေါ့အဲ့လိုနန်းနန်းနေမျိုးစားတွေ ဟိုမွေးနှံတာတွေ spike တွေပေါ့နော်အဲ့ဒါဆိုင်မယ်ဆိုလဲဒါ site မွန်ဆိုင်နီးလေး VPN လို့အာဒီဟာလေး TDS EC rate လေးပေါ့နော်အဲ့ဒါလေးလည်းမပြထားပေးပါတယ်အဲအဓိကသိချင်တာလေး ChatGPT မှာဒီ keyword လေးပေါ့နော်ကို site မဲ့ pin ရဲ့နာမည်လေးကိုအင်္ဂလိပ်လိုကြည့်ရင်တော့ပိုကောင်းတာပေါ့အင်္ဂလိပ်မသိတယ်မြန်မာလိုခုနောက်ပိုင်းကတော့ support လုပ်တယ်ဆိုတော့မေးလို့ရတယ်မေးလိုက်မေးပြီးရင်သူတို့ကပြန်ဖြေပေးလိမ့်မယ်ရှိတိရှိတတ်တဲ့ rate လေးပေါ့နော် ပြီးရင်ဒီမှာ pH ကလည်းကျွန်တော်ပြပြမယ်သူတို့ပြောတဲ့အတိုင်းဒီ rate က7.7ညာရှိမှရဲ့သူတို့မဟုတ်ဘူး တော်တော့ရေကျွန်တော်မှ PA တောင်း PA ရဲ့မရှိဘူးရတယ်ဆိုက်လို့ရတယ်ကျွန်တော်မဏီကားလိုပေါ့နဲ့မချခြင်းဘူးကဟိုမှာချိုးတူရလာ PA 7ကြွကြော်လောင်းနဲ့ဆိုက်မယ်ရတာပဲငွေနဲ့ဆိုက်ငွေဆိုဆက်လောက်ပဲရှိရဆိုက်မယ်ရတာပဲဆိုက်တဲ့ခါကျရင်တော့ဘာဖြစ်မလဲဆိုတော့တချို့အားလေးရပေးဆက်ရတာခုနပြောလို့ PA ကသူတို့ကြိုက်တဲ့ဟာမဟုတ်တဲ့ကြောင့်မအားဆုပ်မှုနဲ့မှနည်းနည်းလေးရောတဲ့ခါကျတော့တခြားပင်တဲ့စာရင်နည်းနည်းလေးဘယ်လိုပြောနည်းနည်းလေးညှက်နေရပါဘောဒါအရင်ညှက်တာတော့မဟုတ်ဘူးသူက ရန်ဆိုးသွေးရပြီးမြင်တယ်နည်းနည်းလေးရော့နေရတာဒါမျိုးလေးတော့ရှိတယ်ပေါ့နော်အဲခုနကပြောတဲ့ဟာလေးတော့တစ်ချက်တည်းထားမယ်ကိုထဲတဲ့ရေတွေပေါ့မူတည်ပြီးတော့ကိုထဲရေတွေရဲ့အဒီပါဝင်နေပေါ့နော်အမှုံတွေမွှားတွေနောက်ပြီးတော့ဒီတိုးတဲ့ဇော့ဆော့လစ်တွေနောက်ပြီးတော့ထားကြရင်လည်းကျွန်တော်တို့ဥမာပြိုးတဲ့အုံသံတွေဟွာကြီးကျသွားလို့အုံသံတွေပြိုးတဲ့အုံသံတွေရေထဲကျသွားလို့ဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေမှာဆိုရင်လည်းအဲ့ဒီဘယ်လိုပြောမလဲအဒီ DDS တွေတက်လာတာတို့ဘာလို့ရှိရအဲ့တော့လှုပ်လှုပ်ချင်တယ်ဆိုရင် PPN လေးနဲ့လှုပ်လှုပ်တာကပို့ပြီးတော့တော့ကောင်းတယ် ပေါ်ကျွန်တော်အားကြောင့် PPN PPN ဆိုကျွန်တော်အလကားပြောတာမဟုတ်ဘူး PPN နဲ့ပို့ပြီးအလုပ်လုပ်တာကပို့ပြီးရှင် TDS မှာကြတော့အားနေချက်ရှိအားနေချက်ဆိုတာဟာလဲဆိုတော့အဲ့ဒီ TDS ဆိုတာအားနေချက်ရှိရဆိုတာအထက်အမုံနေမွားရကြာသွားရင် TDS ရဲ့တဘာဝတက်သွားတယ်တက်သွားတယ်ချို့အဲ့ဒါ TDS အရင်တက်တာနဲ့ဟိုချို့ဟိုဟာဖြစ်ပြီးတော့ PPN မှာကိုသွား key မဆိုင်မိလိုက်တဲ့ခါကျရင်လေအပင်ရအမဟာရမပြည့်စုံတော့တကယ်က PPN ကို key ဆိုင်ပြီးတော့ TDS ကိုတစ်ချက်ချိန်လိုက်ဟိုမှာ PPN ကိုအာ VPN ရှိတဲ့ရှိတဲ့ range မှာတစ်ချက်ချိန်ခြေပြရတယ် ဒီ TDS မှာတွားပြီးတော့အဲအမုံတွေကျနေလားအမုံတွေကျနေအမုံတွေဖယ်မယ်အဲ့လိုမျိုးပေါ့အကယ်ကိုရရအရန်ဆိုးနေဆိုရင်အဟာရတွေအစ်စ်လဲတင်နေလဲလဲမယ်ဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကတော့ nutrient management ကတော့လောက်ကြတယ်ဒီလိုနဲ့ပဲလုံရင်းနဲ့ပဲအဆင်ပြေသွားတာပေါ့နော်အဲဒီထက်သိကျင်တာရှိရင်လည်းကျွန်တော် ပြီးလို့ရတယ် size စနစ်တွေပြောပြထားတဲ့ video ခုနှစ်နည်းလုံးစလုံးပြောပြထားတဲ့ဟာရှိရယ်မိမိလိုတဲ့ size စနစ်ပေါ့နော် cracky စနစ်ကြောင်းလည်း video တင်ထားရှိရယ်ဒီဆက်ကိုလည်းကျွန်တော်ဝယ်ယူရရှိနိုင်တယ်တစ်စုံလိုကြောရှိမှာ၄000ပဲပေါ့နော် ABC ရေက ငါတောင်းခွက်လေးတွေနက်ပေါ်လေးရဲ့တစ်ခွက်ကို300ပဲရှိအကုန်လုံးကျွန်တော်ရှင်မဝယ်ယူရရှိနိုင်တယ်ကျွန်တော်ကရောင်းရရင်ပြီးရောမဟုတ်ဘူး size နဲ့ကိုလည်းကျွန်တော်တင်ပြီးတင်ပြီးရဆိုတာ sharing လုပ်ပေးတယ်မတိတာရှိရင်လည်းကျွန်တော်တို့ပင်ပန်းခံဖြည့်ပေးတယ်ဗီဒီယိုလေးတွေလည်းတင်ပေးတယ်ပေါ့နော်ဒီဗီဒီယိုက YouTube ကပဲကြီးမားရမယ် Facebook မှာတင်မှုမလွယ်ဘူးပေါ့သူက link share ကြီးဖြစ်နေတဲ့ကြောင့်ပေါ့လို့အားလုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုကတော့ဒီလောက်ပါပဲသိချင်တာလေးမျှခဲ့ပေးပါ နောက်ဗီဒီယိုဆိုရင်အားတော့နောက်ဆက်စနစ်တွေအကြောင်းကျွန်တော် sharing လုပ်သွားတဲ့ဗီဒီယိုလေးပေါ့နော်အခုကတော့ cracky တနည်းတင်ပြသွားပြီဆိုတော့နောက်6နီးတော့ကြံနေနောက်6နီးရောကျွန်တော်အချိန်ရရင်ရတယ်လို့ပြည်ပြင်းတင်ပေးမယ်အခုတော့ကျွန်တော်လည်းတိတ်အားလို့ပါအာ new fear management ရဲ့ pH management ပေါ့နော်အဲ့ဒါပါသွားပြီအဲ size limit ပါသွားပြီဆိုတော့တော်တော်များများတော့အလုံးစာပြီးရိုက်လို့ရနောက်တစ်ခုကတော့ကျွန်တော်ဒီပိုးမွားနဲ့ဖြတ်ပိုးတွေမှုတွေအန်ရယ်နဲ့ပတ်သက်ပြီးအဲ့ဒါလေးတော့ video လေးလုပ်ပေးမယ်အဲ့ဒါကကျတော့ဒီ site တဲ့လူတွေလည်းအတော်အသင့်ကာကွယ်လို့ရအောင်ပေါ့ အကျွန်တော်ကလည်းဟို GR တွေကျွန်တော်ပြန် sharing လုပ်တယ်ဆိုတော့ကျွန်တော်ဝက်လိုက်ကလည်းလေးလာတယ်ကျွန်တော်တင်တိုင်းနေတက်တယ်တက်တယ်ဆိုရင်ကျွန်တော်ကျွန်တော် share တွေ share နေလေးလာရတော့လေးကျွန်တော် sharing လေးပြန်လုပ်ပြီးတဘောပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube ကို subscribe လေးလုပ်သားပေးပါအဲကျွန်တော် video လေးလည်း share video လေးလည်းရှိရတဲ့ကြောင့်ကြည့်ရှုအားပေးသွားကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်